အားလုံးပဲမိလာပါဗျ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထားပါကျွန်တော်ခုဖပြပေးတော့မှာကတော့ဆရာတော်အရှင်ဦးစောတိကမဟာမြိုင်တော်ရအေးသားတော်မူခဲ့တဲ့မြစ်တာတရားလမ်းပြောက်ရာမှာလမ်းမပေါ်ရောက်လာသူဆိုရက်စာအုပ်လေးတွေကနေစာစုလေးအချို့ကိုအပိုင်းကအနေနဲ့ဆက်လက်ဖပြပေးတော့မှာပဲဖြစ်ပါတယ်လမ်းပြောက်ရာမှာလမ်းမပေါ်ရောက်လာသူ ဒီဘုံကြီးကလည်းပဲတက္ကະတက္ကမရည်နဲ့တွေ့ရခါထုံးစံတိုင်းတရားဟောတော်လို့မဟုတ်ခြင်းဘူးတက္ကະတက္ကမရည်ကလည်းထုံးစံတိုင်းတရားနာတာမျိုးမဖြစ်စေခြင်းဘူးပြောရတဲ့အခါမှာလည်းပဲထုံးစံတိုင်းကြက်ထားမှတ်ထားတာမျိုးကို ပြောလို့မရှိဘူးများသောအားဖြင့်တော့အခုဘဝမှာတကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာလေးတွေကို ပြန်ပြောပြလိမ့်ရှိရဲ့ဘာလို့တော့ဆိုတော့အဲ့ဒါကိုတကယ်တရားကိုတကယ်ဖြစ်နေတဲ့ကိစ္စတွေကိုဘဝမှာဖြစ်ခဲ့တဲ့ကိစ္စတွေ နောက်ကိုနဲ့တကယ်ရင်းရင်းနေနေတိနေတဲ့တခြားလူတွေရဲ့ဘဝမှာဖြစ်နေတာတွေကိုလည်းပဲတတိကျချစစ်စစ်ဆက်ဆက်လေ့လာပြီးတော့အဲ့ဒီကောင်မတားစီရာတွေကို ပြန်ပြီးပြောပြလေးရှိရယ်။ကိုတိရကြားရတဲ့အကြောင်းအရာဟာကိုအတွက်တကယ်အစ်မန်ဖြစ်မှစိတ်ကလေးနက်မှုလေးဖြစ်တယ်နော်။ဟိုးရှိတော့ကအကြောင်းအရာတွေကလည်းနီးယူစရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့တခါတလေလူတွေကတွေးကြတယ် ဲ့ဒါကဟိုခေတုန်းကဖြစ်ခဲ့ရပါအခုခေတ်မှာမဖြစ်နိုင်တော့ပါဒီလိုကြီးလဲတွေးကြရရရှိရနော်တချို့ဘလောက်ထိအောင်တွေးလဲဆိုရင် ခုခေတ်မှာတရားထူးမရနိုင်တော့ဘူးလို့တော့တွေးရတူရှိရအဲ့ဒါကကိုကိုရိုင်းလည်းလုံမကြည့်ဒီပဲနဲ့တကယ်တရားကိုစူးစမ်းအထုံနေတဲ့ပုံကူများနဲ့ရင်းနှီးမှုလည်းမရှိပဲနဲ့အထင်နဲ့ပြောရတဲ့အခြေအနေတွေပဲအထင်နဲ့အတွေ့နဲ့ပြောရတာဒီဟာအများကြီးလွဲနိုင်ပါတယ် ဘာမဆိုအာတုံမီလောက်တဲ့ဆရာဝန်ကြီးအခုပြောချင်တဲ့တခါကြီးဆရာဝန်ကြီးရဲ့နာမည်ကဂျိုးပိုလန်နဲ့သူကကနေဒါနိုင်ငံသားပါသူ့ဇနီးနာမည်ကခက်တီပိုလန်သူတို့မှာတမီးတယောက်ရှိတယ်သူတို့တမီးနာမည်ကဒီရုပိုလန်ပိုလန်မိသားစုပေါ့သူတို့အဖေအမေအဖိုးအဖွားရာလေးပဲပညာတတ်တည်ကြီးပဲအဆင့်အတန်းတော်တော်မြင့်မြင့်နေနိုင်ထိုင်နိုင်သူတွေဖြစ်တယ်သောတဲ့အတိုင်းသူတို့အနောက်နိုင်ငံသားတွေရဲ့ဝဲလို့ရ ငငယ်လေးတည်းကအကြောင်းကောင်းနေတယ်စာတတော်အောင်ကြိုးစားရဲ့ဒီတကားကြီးရဲ့ရှုပ်ရည်ကိုအကဲခတ်ကြည့်ရတာကိုကလုံမယ်ဆိုရင်ဘာမဆိုအားတူမီလောက်တဲ့သူမျိုးအဲ့လိုအမူအရာမျိုးအဲ့လို personality မျိုးကိုတွေ့ရတယ်။အရက်ကထထောင်မမပြောစရာဆိုစရာရှိရလဲပဲအင်မတန်ပုံမွေလင်းလင်းပြောတတ်တဲ့အမူအရာမျိုးရှိနေတယ်။ မကြောက်မရွံ့မတွန့်မဆုပ်ရင်းရင်းနှီးနှီးပွပွင်လေးလေးပြောတတ်တယ်။သူ့နဲ့စကားပြောဆိုဆွေးနွေးရတာအားလုံးပေါင်းမှနှစ်နာရီကျော်လောက်ပဲရှိမယ်။ဒါပေမဲ့အဲ့ဒီနှစ်နာရီကျော်လောက်အတွင်းမှာသူ့စိတ်ထဲမှာရှိတာသူ့ရင်ထဲမှာရှိတာသူ့ဘဝမှာဖြစ်ခဲ့တာတွေကိုပွပွင်လေးလေးအကုန်လုံးတုံချပြီးတော့ပြောတာပဲ။ဒီဖုန်းကြီးကလည်းပဲကို့အကြောင်းကိုပွပွင်လေးလေးပြောလို့ရှိရဲ့။ လူရှူရာတယောက်အကြောင်းတယောက်အရင်နေနေပို့ပွင့်လေးလေးတည်ရမှလည်းပဲတယောက်ကိုတယောက်ပို့ပြီးတော့နားလည်းပဲနားလည်းမှုရှိဖို့ဆိုတာပွင့်လင်းမှုအရင်နေမှုအရှိမဖြစ်မယ်မပွင့်လင်းနားမလည်နိုင်တော့ဘူးသူ့ကိုတွေ့ရတော့ကသူ့ရဲ့ရုပ်ရည်နဲ့သူ့ပြောပုံစုံပုံကိုချိပြီး သူ့ရဲ့ပင်ကိုယ်စရိုက်လက္ခဏာကို အကဲခက်ကြည့်ရတော့တတော် strong ဖြစ်တဲ့ချန့်ခိုင်တဲ့ personality မျိုးဖြစ်တယ်။ဒီလိုမျိုးတွေ့တဲ့အများကြီးလိလာဖို့ သူ့ personality type မျိုးကတွေးခေါ်ဆင်ခြင်တတ်တဲ့ဉာဏ်မြင်တာထက်မြက်တဲ့ type မျိုးဖြစ်တယ်ပေါ့။ thinker type မျိုးစဉ်းစားဆင်ခြင်တတ်တဲ့အမျိုးအစားဖြစ်တယ်။ပြီးတော့နည်းနည်းလေး introvert မိမိကိုယ်ကိုကိုထပ်ပေါင်းချင်းကိုပို့ပြီးတော့စိတ်ဝင်စားသူဖြစ်တယ်လို့လဲဆိုနိုင်တယ်ပေါ့ပုံဝေလေးလေးပြောတတ်တဲ့ show ကလည်း intro ဘာဖြစ်တယ်နော် intro ဘာကမိမိအကြောင်းဝတာစိတ်ဝင်စားတွေးတော်ရတဲ့သူ ဖြစ်တဲ့သူကတော့တိတ်ပြီးတော့မပွင့်လင်းဘူးစကားနဲ့မြုံနေဒီဆရာဝန်ကြီးကတော့စကားကိုရေတွန်ချလိုက်တယ်လို့အာရပါရပြောချလိုက်တဲ့သူပဲသူ့စိတ်ထဲမှာယိုတာမှုကိုကိုကိုယုံကြည်မှုလည်းရှိတော့ပြောတဲ့နေရာမှာတွန်းဆုံမှုတိတ်မရှိဘူးယိုတာမှုရှိတဲ့လူဟာမတွန်းမဆုပ်ပြောနိုင်တယ်မယိုတာတဲ့လူဟာနည်းနည်းတွန်းဆုံနေတယ်ပြီးတော့သူ့စိတ်ထဲမှာကြောက်စိတ်လည်းရှိဖို့မပေါ်ဘူးဘသူမှလည်းမကြောက်ဘူး ကြောက်တဲ့လူဟာစကားပြောရင်လည်းတွန့်ဆုတ်တယ်မကြောက်တဲ့လူဟာတွန့်ဆုတ်စရာမရှိဘူးပြောချင်တာပြောလိုက်ရုံပဲသူ့ကိုအရက်အမောင်မျက်နှာပုံမှန်တက်ဥပရိယုတ်ကိုလည်းအကဲခက်ရှိတယ်သူ့ပြောပုံဆိုပုံအမုတ်အရာအတန်သုံးတဲ့စကားလုံးတွေကဝါသေးချအကဲခက်ပြီးတော့ကြည့်ခဲ့တာဒီဖုန်းကြီးကလူကဲခက်တာနည်းနည်းဝါသနာပါပဲ ဘသူမဆိုလူကဲခတ်တာနည်းနည်းတော့ဝါသနာပိုင်လို့ထင်ပါတယ်လူဆိုတာလူများနဲ့နေကြတာဆိုတော့တယောက်ကိုတယောက်မြင်လိုက်ရင်ဒီလူဟာဘလို့လူလဲဆိုတာနည်းနည်းတော့အကဲခတ်တယ်အဲ့ဒီလိုသူနဲ့တော်တော်ကြာကြာရင်းနှီးနှီးစကားပြောခဲ့ရတယ်သူကလည်းပဲတယောက်ဝါသနာပိုင်သူဖြစ်နေပြီကိုရင်ုံကလည်းဘုံကြီးကသူ့ကြောင့်ကိုကြားဘူးနေတယ်သူကလည်းဒီဘုံကြီးကိုကြားဘူးနေတယ်မတွေ့ခင်ကလေးကတွေ့ချင်နေကြတယ် သူ့တမီးလေးကအရင်နှစ်နှစ်ကျော်လောက်ကလေးကတွေ့ဖို့တာအချိန်တော်တော်များများတွေ့ဖို့ပါတယ်သူ့တမီးကလည်းပဲသူ့အဖေအမေတွေကိုဒီဖုန်းကြီးနဲ့သူတွေ့ခဲ့တဲ့အကြောင်းတရားနဲ့ပတ်သက်တာတွေပြောခဲ့တဲ့အကြောင်းတွေကိုတဆင့်ပြန်ပြောတယ်ပြောလို့အတူဖေတူမေတွေကလည်းတွေ့ကျင်နေဆိုပြီးတော့တမင်တကာရက်ချင်းပြီးတော့စီစီမေးလာကြတာဒီဘုံကြီးကလည်းပဲကိုဘွားအကြောင်း သူ့ကိုပြောနိုင်တယ်မြပြောပြရဲသူကလည်းသူ့ဘဝအကြောင်းဟုံးကြီးကိုအများကြီးပြောပြရဲသူပြောတာကအများပါရဲ့သူငယ်စဉ်ဘဝကတည်းကအကြောင်းတွေကိုသူအသေးစိတ်ပြောပြရဲအဆအဆအရာရာပြေဆုံးသွားတော့လေ သူ့အဖေအမေအဖိုးအဖွားတွေဟာဘယ်ဘာသာတရားမှမကိုးကွယ်ဘူးတဲ့ဘာသာဖျားမရှိဟုယုံကြည်သူတွေဖြစ်ပါတယ်တဲ့သူလည်းပဲငငယ်လေးကအဲ့လိုဖျားမရှိရဲ့သူလို့ယုံကြည်ရဲ့သူဖြစ်နေအကြီးပြင်းလာတယ်ဘာသာရေးမရှိဘူးဆိုပါတော့ဒါပေမဲ့စိတ်ထားကောင်းတယ်အလို့ကြိုးစားတယ်ယူတောင်မှုရှိတယ်မယိုးသားတာတော့ဘာမလုပ်တချို့လူတွေကဘာသာတရားတစ်ခုခုကိုဆွဆွဲမြဲမြဲတာမကိုးကွယ်ပေမဲ့လူစီကံကိုတော့အင်မတန်နားလေပါတယ် ကိုကျင့်တရားတစ်မျိုးကတော့ရှိတယ်နော်။ဘာသာတရားတောင်မကိုးကွယ်တာလူစီကံကတော့သူ့မှာရှိပါတယ်။ကိုကျင့်တရားရှိရပေါ့။သူဟာပညာကိုအင်မတန်ကြိုးစားပြီးတော့သင်တယ်။ဘာသာတရားကိုးကွယ်စရာမရှိခဲ့တဲ့သူဆိုတော့ဘဝမှာတန်မိုးထားစရာအနေနဲ့ပညာကုံအဆင့်တန်းတဲ့ပေါဝန်းချင်းအတိုင်းအဝိုင်းကြားထဲမှာဂုံရှိရှိနေနိုင်ဖို့ဒါကိုပဲတန်မိုးဖြစ်ထားပြီးနေခဲ့ကြတာကိုဒီလိုနဲ့အင်မတန်ကြိုးစားပြီးတော့သူစေတက်တူရောက်တယ် သူတို့ဘက်မှာလည်းပဲစေတက္ကသိုလ်ရောက်ဖို့ဟာအတော့ကိုအပြိုင်အဆိုင်ကြိုးစားပါတယ်စေတက္ကသိုလ်မျိုးမျိုးရှိရယ်တချို့စေတက္ကသိုလ်တွေကအဆင့်တော်တော်မြင့်နေအဲ့ဒီစေတက္ကသိုလ်ဝင်ခွင့်ရဖို့စောင့်မေးဝဲကိုအပြိုင်ဆိုင်ဖြေရတယ်စေရန်လိုအဆင့်ကိုအောင်ပြီးရတဲ့လွယ်လွယ်ကူကူမရောက်နိုင်ဘူးကိုလိုချင်တဲ့တက္ကသိုလ်ရဖို့ဆိုရင်အတော်အမှတ်ကောင်းကောင်းရအောင်ကြိုးစားပြီးတော့ဝင်ပြရတယ်ဒီလိုဟာအင်မတန်ကြိုးစားရလို့ဖြစ်တော့သူလိုချင်တဲ့တက္ကသိုလ်ကိုဝင်ခွင့်ရတယ် အင်္ဂလန်မှာသွားပြီးတော့ကျောင်းနေကျိုးသားပြီးတော့ပညာကိုသင်လာပြီးတော့ဆရာဝန်ဘွဲကိုရရတယ် သူတို့တိုင်းပြည်မှာကဆီအောင်ဘွဲတစ်ခုရာယုံနဲ့တိတ်အရာမရောက်တော့လို့ပဲနောက်ဘွဲတစ်ခုရာမှဘွဲလုံးတစ်ခုရှိမှာပဲတကယ်အရာရောက်တဲ့ဆီအောင်ဝန်လို့ဆိုနိုင်တာကိုအဲ့တော့ဘွဲလုံးတစ်ခုကိုရအောင်တစ်ဖက်ကအလုံးလုံးရင်းနဲ့ကြိုးစားတယ်။ငယ်ကလေးကပညာကြိုးစားလာလိုက်တာသူ30ကျော်ထီအောင်ဆောင်းမေးဘွဲကဖြေရတော့မရှိသေးတယ်။40နာလောက်ကြာတော့မှာပဲသူကြောင်းနေရတဲ့အခြေအားဆုံးသွားတယ်လို့ဆိုရမယ်။အလုပ်ကိုလည်းအင်မတန်ကြိုးစားပြီးတော့လုပ်တဲ့သူဖြစ်ပါတယ်။ကြိုးစားလုပ်တော့ဝင်လေ အများကြီးရတယ်။အိမ်တွေဘာတွေဝယ်နိုင်တယ်၊ကားတွေဝယ်နိုင်တယ်၊အိမ်တော်လည်းကြတယ်။တမီးလေးတယောက်လည်းရတယ်။ဒါသမီးကဒီတယောက်ပဲရှိရဲ့။အဲ့လိုသူ့ဘဝမှာသူတန်မိုးထားတိုင်းသူလိုချင်တာတွေရအောင် စ조사ရင်းနဲ့အားလုံးလောက်နေပါပြည့်စုံသွားပြီအဲဒီတော့သူကဘာပြောသလဲဆိုတော့သူများလူကျင်တာမှန်တယ်မြတပည့်တော်ကအကုန်လုံးရှိနေပြီရဲ့ပွဲကြီးကြီးရှိရဲ့အလုတ်ကောင်းကောင်းရှိရဲ့အလုတ်ကောင်းတော်ဝင်ကလည်းအမတန်ကောင်းတယ်အင်ကောင်းကောင်းရှိရဲ့ကားရည်လည်းအများကြီးရှိသူ့အတိုင်းဝိုင်းကလည်းအားလုံးပညာတတ်အတိုင်းဝိုင်းဖြစ်တယ်သူ့မှာဘာမှအလိုလေတည်းမရှိအောင်အားလုံးပြည့်စုံနေပြီသူများလူကျင်တာမှန်တယ်မြသူ့မှာအားလုံးရှိနေပြီ ဒီလိုနဲ့နေလာလိုက်တာသူ့အသက်40ကျော်ရဲ့အပိုင်းရောက်လာတဲ့အခါကျတော့သူအလုံးလို့ရတိတ်မပြောတလို့ဖြစ်လာတယ်တဲ့တသက်လုံးကြိုးစားပြီးရလိုက်သူနော်ဘရောမှရျှော့ပေါပေါတတတတနေခဲ့သူမဟုတ်အလုတ်ကိုအင်မတန်ကြိုးစားပြီးတော့အင်မတန်အောင်မြင်တဲ့ဘဝကိုရလာပြီဒါပေမဲ့အသက်40ကျော်လောက်ရှိလာတဲ့အခါကျတော့သူတိတ်မပြောတော့ဘူးတဲ့သူရထားရတဲ့ကိုပြန်ကြည့်တော့အားရမှုကျဉ်းနှမှုမဖြစ်ဘူးနည်းနည်း depression စိတ်ဓာတ်ကြောင်းမှုစိတ် အားပြမှုလို့ဖြစ်လာရဲ့ပေါ့ဒီအတိုက်ရွယ်မှာဒီလိုတချို့ဖြစ်တတ်တယ်ဒီလိုဖြစ်တတ်တဲ့လူတွေတော်တော်များများရှိပါတယ်အဲ့ဒါကိုပဲဖုံးကြီးလဲစိတ်ပညာစာအုပ်တွေထဲမှာဖတ်ကြည့်ရောတွေ့ရတယ်သူတို့အနောက်နိုင်ငံသားတွေတုံးတဲ့စကလုံးတစ်လုံးရှိတယ်ဒီအတိုက်ရွယ်မှာဒီလိုဖြစ်တတ်တာကိုဘလို့ခေါ်တယ်လဲဆိုတော့ဒီအကျက်အတဲဖြစ်တတ်တဲ့ဘဝတတ်တိုင်ရဲ့ထောက်ဝအချိန်ကျော်ကာလလို့ခေါ်ရတဲ့ဒီ my life ပေါ့အဲ့တော့ပြန်စဉ်းစားကြည့်မယ်ဆိုရင်တို့အတိုင်းဝိုင်းကကောင်းတယ် မှန်တယ်တန်မိုးရှိတယ်ဆိုတာတွေကိုဘေးပောင်အောင်ခြင်းကသူ့အတင်ပေးတယ်။အဲ့လိုတွေလုပ်ဖို့သူ့အားပေးတယ်တိုက်တွန်းတယ်။တိုက်တွန်းတော့သူ့မွေးလာတဲ့အတိုင်းအဝိုင်းရဲ့ဘေးလူကိုလက်ခံခဲ့သူဖြစ်လာရတယ်နော်။အဲ့ဒါကိုသူကလက်ခံတယ်လို့တော့မသိပဲနဲ့လက်ခံမိလျက်သားဖြစ်နေတာ။ပြီးတော့လူရွာဘသူပဲဖြစ်ဖြစ်ကိုမွေးဖွားကြီးပြင်းလာတဲ့အတိုင်းဝိုင်းကတံမိုးထားတာကိုအလိုလျောက်ပဲအမွေခံတယ်လို့ယူထားပေးတာဖြစ်သွားတယ်။ အဲ့ဒီ value ကအမှန်တော့အညာ value ဖြစ်နေရပေါ့ကောင်းခြင်းလည်းကောင်းမယ်မကောင်းခြင်းလည်းမကောင်းကောင်းတာမကောင်းတာတကယ်နာပေါ့ဒါပေမဲ့အဲ့ဒီ value ဟာအညာ value ဖြစ်နေမိဘရဲ့ချစ်ခင်တန်မှုထားမှုငငယ်လေးကလေးကမိဘတွေကကောင်းတယ်လို့ဆိုရတယ်ကိုတူတူသားသားပဲလုပ်ခဲ့ဒါသမီးဆိုတာဟာမိဘကျင့်တတ်အောင်လုပ်ပေးခြင်းနဲ့ဆန္ဒရှိတယ်မိဘကျင့်တတ်အောင်လုပ်ပေးလိုက်လို့မိဘတွေကကျင့်တတ်တော်ရင်လည်းပဲဒါသမီးတွေမှာစိတ်ချမ်းသာမှုအများကြီးရတယ် မိဘတွေကလည်းကိုယ့်စကားကိုနားထောင်တဲ့လိမ်မာတဲ့သားသမီးကိုပို့ပြီးတော့ချစ်ခင်တဲ့အမူအရာပြတယ်။ပို့ပြီးတော့ယူရတယ်။မိဘတွေပြောတယ်လို့နားမထောင်ဘူးဆိုရင်ဒီကောင်မိုက်တယ်။ဒီသမီးကမိုက်တယ်ဆိုပြီးတော့နည်းနည်းပြစ်ပြစ်ခက်ခါလုပ်ချင်တယ်။မျက်နှာသားမပေးဘူး။စကားကောင်းကောင်းမပြောဘူး။ပြီးကြရရှင်လဲသူ့ကိုရှော့ပြီးတော့ပေးမယ်။သူ့ကိုတနည်းနည်းနဲ့ဝမ်းထောင်ပေါ့။တစင်းနှိမ့်ဖြစ်အောင်လုပ်မယ်။ အပြစ်တင်မယ်ငေါ့မယ်ပြောမယ်ဆိုမယ်ဒီလိုဟာကြီးဖြစ်တတ်တာဆိုတော့ဒါသမီးရေဆိုတာဒီလိုမျိုးတိတ်ပြောမခံချင်ဒီလိုခံရတာလည်းပဲစိတ်ချမ်းသာဖို့မရှိဘူးအစ်မတန်ဆင်းရဲတာကိုဒီတော့အများသောအဖြစ်ပြောမယ်ဆိုရင်ဒါသမီးဟာမိဘအပေါ် အများကြီးတပန်တဲ့အာကုံမိခုံမှုဖြစ်တယ်ငငယ်လေးကလေးကဆိုရင်တော့ရာခိုင်နှုံးဖြစ်မိဘပုံမှာမိခုံမှုရှိတယ်မိဘက မိမိအပေါ်မှာချစ်ချစ်ခင်ခင်လိုက်လိုက်လဲလဲဆက်ဆံပါတယ်ပဲကို့ဘွားပို့ပြီးတော့ security ဖြစ်တယ်လုံခြုံမှုပိုရှိတယ်ခလေးငယ်တွေကို all like no like တော်နေမှုချစ်ဘူးလို့ပြောကြည့်ချက်ချင်းမဲ့ insecure ကိုမလုံခြုံမှုစိုးရိမ်မှုဖြစ်တော့တာသမီးအကြောက်ဆုံးရာဟာမိဘတွေကမချစ်မှာပဲတာသမီးတွေကမိဘမချစ်မှာအကြောက်ဆုံးပဲအဲ့ဒါဟာဟိုးငယ်ငယ်လေးမှကြောက်တာမဟုတ်ဘူးနော်တော်တော်ကြီးရဲ့တခါကြီးရဲ့တခါမကြီးရဲ့ရှိတယ်အသက်40ကျော်နေပြီတချို့အသက်50ကျော်မှရှိနေပြီ သူတို့မိအဖေမိတွေရှိတယ်အဖေမိကမချစ်မှအဲ့ဒီအရွယ်အထီလဲကြောက်နေတော့ပါပဲတခါတလေအဲ့ဒီအရွယ်ရောက်နေပြီနော်အမေကငါ့ကိုတိတ်မချစ်ဘူးငါတစ်ခါကအကူရိုးဘူးချစ်တယ် ဒီ90လောက်ရောက်နေတဲ့သားသမီးရအစားเนาะမိဘကဘသူ့ကိုပို့ချစ်တယ်ဘသူ့ကိုရှော့ချစ်တယ်ဒါမျိုးတွေ့ပြီးတော့စိတ်ထဲမှာတော်တော်ပဲခံစားချက်ရှိတယ်စိတ်မကောင်းဖြစ်တယ်ပေါ့အဲ့ဒီရွယ်မှာတော့မိဘကကိုယ့်ကိုပို့ချစ်ဖို့အရေးကိုတော်တော်ကြိုးစားခြင်းနဲ့မိဘမချစ်ဘူးဆိုရင်အင်မတန်အားငယ်စိတ်ဖြစ်တယ်စိတ်ထက်ကြတယ် depression ဖြစ်တယ်เนาะတွေးကြည့်ရင်မွေးလာကလေးကဒီအဖေအမေကိုလောကကြီးတစ်ခုကဘာကြီးတစ်ခုလောက်ပြီးတော့နေခဲ့ကြတယ်တည်တည်အထိဒီမိဘရဲ့မေတ္တာကိုလိုချင်တော့မှာပဲ ဒါတဘာဝလေးကြပါတယ်မလို့ကြည့်ရဘူးလို့လည်းပြောရမှာမဟုတ်ဘူးเนาะမိဘနဲ့ဒါသမီးဆက်ဆံရေးမှာဒီမိဘမြင့်တာဘလောက်အရေးကြီးရဲ့ဆိုတာနည်းနည်းလေးတဘောပေါက်စီချင်းလို့ပါ နောက်ထပ်တကားကြီးတယောက်ကလည်းပြောခဲ့တဲ့စကားတစ်ခုရှိတယ်ဒီစက် အာဒီတကားကြီးကဘယ်လိုပြောလဲဆိုတော့ the need for one parent to listen is never outgrowed ကိုပြောအောင်မိဘနားထောင်တော့ဘလို့အသက်ကြီးသွားကြီးသွားလိုသေးတာပဲတဲ့သူ့မှာတကူကြုံလာရအဖေနဲ့အမေကိုပြောချင်တယ်သူ့အဖေနဲ့အမေနားထောင်တော့သူ့အလိုရှိရပေါ့အဲ့ဒီအလိုရှိရဆိုရဲသူ့ဆန္ဒဟာဘယ်တော့မှ outgrow မဖြစ်ဘူးတဲ့တဘောကငါကြီးသွားပါပြီငါမိဘကိုပြောနေဖို့မလိုတော့ပါဘူးလို့ဒီလိုမဖြစ်ဘူးတဲ့မိဘကနားမထောင်ခဲ့လို့မပြောဘဲနေရမ ယ်ရွှေတော့หนีဖို့ပါပဲတဲ့တို့တော့မိဘနဲ့သားသမီးတကယ်ချစ်ခင်မှုရင်းနှီးမှုရှိနေတယ်ဆိုရင်တကူကူဖြစ်လာရင်အဖေနဲ့မိဦးသွားပြောချင်တယ်အဲ့ဒါက never out girl ရယ်နော်လူတယောက်ကဘလို့ပြောလဲဆိုတော့ i want you တဲ့ usual ကသူ့ဖေနဲ့သူ့မိဦးပြောတာတော့ to know and appreciate the kind of thin and thinking ကျွန်တော်ဘာတွေးနေရဆိုတော့အဖေနဲ့မျိုးတည်စီခြင်းနဲ့တံမိုးထားသိခြင်းနဲ့အဲ့တော့မိဘကကိုယ့်ကိုတည်တာတံမိုးထားတာဒါသမီးကတိတ်လို့ရှင်နေတယ်ဒီကိုမိဘကကိုယ့်ကိုတည်ရနားလေတံမိုးထားရဆိုရင်တိတ်အားရှိရအဲ့ဒါဟာဘာကျင်နှုံနေမှမတူနိုင်ပါဘူး မိဘနဲ့သားသမီးဆက်ဆံရေးက first relationship ပါပဲပထမဦးဆုံးစလိုက်တဲ့ဆက်ဆံရေးပေါ့ဒီ relationship ကအင်မတန်ကြီးမားတယ်အင်မတန်ခိုင်မြဲဘယ်တော့မှကုံသွားပြီးပျောက်သွားပြီးပြီးသွားပြီလို့မရှိဘူးတခြား relationship တွေကပြီးသွားပြီးပျောက်သွားပြီလို့ပြောချင်ရနိုင်သေးတယ်နော်သို့တော်မိဘနဲ့သားသမီးကဘယ်တော့မှမရနိုင်ဘူးမိဘရဲ့ချစ်ခင်တန်ဖိုးထားဖို့ကအင်မတန်လိုချင်တာဆိုတော့မိဘတန်ဖိုးထားတာကိုကိုကလည်းလိုက်ပြီးတန်ဖိုးထားတယ်မိဘက ကောင်းတယ်တင့်မြတ်တယ်လောက်ပါဆိုရင်တနိုင်တမီ၍လိုက်လုံကြရပဲအဲ့ဒီလိုနဲ့မိဘရဲ့ဘဲလိုကိုရှုခဲ့တာပဲဘာဟုတ်တမ်းမို့ထားမလဲသူမိဘက ATF ဖြစ်နေရော သူကလည်း ATF ဖြစ်လိုက်ဖြစ်ခဲ့ရပဲဘာမှမထူးကြအောင်သူမိဘကပညာတက်ဆိုတော့သူလည်းပညာရေးကိုစူးစမ်းခဲ့တယ်သူမိဘအလုပ်ကောင်အောင်လုပ်ဖို့ငွေများများရှာဖို့အိမ်ကကောင်းဝင်နိုင်ဖို့တားရီသမီးတွေနဲ့တိတိတဲတဲတထဲဝဝနေဖို့အများကြီးတုံသင်ပေးခဲ့တာကို ဒါလည်းပဲသူ့အတိုင်းသာနဲ့တော်တန်ဖိုးလေးရှိပါတယ်။အရေးလည်းအင်မတန်ကြီးပါတယ်။ဘဝရဲ့အရေးအသွေးမြင့်မားမှုတွေမှာသောဝန်နေလူနေမှုအဆင့်တန်းမြင့်မားရေးဟာလည်းအထိုင်လျောက်တော့ပါပါရဲ့နော်။ဒါတွေကိုသူစူးစမ်းပြီးတော့လာလိုက်တာအသက်40ကျော်သွားပြီ။သူလူချင်းတွေအားလုံးလည်းရပြီပြီနော်။မရခင်တော့ကရဖို့အရေးကို ပြင်းထန်ကြိုးစားခဲ့ရတယ်။အဲ့ဒါကိုကသူ့ဘဝမှာအိုတီချက်တစ်ခုဖြစ်နေတယ်။ပြည်စုံသွားတဲ့အခါဘယ်နှလုံးမလဲ။နောက်ထပ်ဘာအိုတီချက်ထားအောင်မလဲ။ရှေ့ကိုဘာမှမြှုပ်မှန်းထားစရာမရှိတော့ဘူး။သူ့ဘာလုပ်ရမလဲဆိုတော့နေ့တိုင်းအလုပ်သွားအလုပ်ကိုကြိုးကြိုးစားစားလုပ်အလုပ်မြင်များလုံးမှပတ်စံမြင်များရတယ်။ပတ်စံမြင်များရလို့ရှိရင်မြင်များဝယ်တော့ပျော်ပျော်ပပနေ။ဒါပဲရှိတော့ရယ်နော်။တတိထားကြည့်ရင်ညံရှိရဲ့သူအလုပ်ကိုတိတ်ကြိုးစားရတဲ့သူဟာအပျော်အပါတော့အချိန်နေပါရဲ့။ အချိန်မပေးနိုင်ဘူးသူ့ဘဝဟာအလုံးအလုံးအလုံးနဲ့လာခဲ့တာပဲအဲ့ဒီလိုအဆင့်တန်းမြင့်မြင့်နေတစ်ခုရဲ့ကိုဦးစားပေးပြီးတော့နေလာတဲ့သူဟာဘဝမှာတခြားလေးနဲ့တည်းမြင့်မြတ်တဲ့တန်ဖိုးရှိတဲ့ဦးတီချက်မရှိလို့ရှိရင်သူ့လိုချင်တာအထိုက်အလျောက်ပြည့်စုံသွားတဲ့အခါမှာသူ့ဘဝဟာလမ်းပြောက်သလိုဖြစ်သွားတယ်။အဲ့ဒါလေးကို အရင်တစ်ခါလေးပြောမှုတယ်နော်။ What people really need is to is no way တဲ့လူမတကယ်လိုရတာကပြည့်စုံစာမဟုတ်ဘူးတဲ့မရှိရင်ကောင်းတယ်လို့ပြောတာမဟုတ်ဘူးเนาะရှိရရှိရမယ်ဒါပေမဲ့ really need လို့တုံးထားရယ်เนาะ really need ဆိုတာကတကယ်လိုရတာကိုပြောတာ well be really need is no way the comfort issue best value while living တဲ့လူရီမတကယ်လိုအပ်တာကပြည့်စုံဥစ္စာဝယ်ဒီမဟုတ်ဘူးเนาะစိတ်တန်ရှိရှိ comfort လည်းမဟုတ်ဘူး exchange ဆိုရဲသူများကိုအထင်ကြီးပေါ်လဲမဟုတ်ဘူးတဲ့တကယ်လို့အပ်တာကကုန်လဲမဟုတ်ဘူးပစ္စည်းလဲမဟုတ်တန်မိုးထားပြီးတော့နေသွားရမယ်တန်မိုးထားเสียဖြစ်တယ်တန်မိုးထားเสียဆိုတာဥပမာစိတ်ငြိမ်ချမ်းတာအတိတ်ဉာဏ်လေးနဲ့တာကိုချင်းတီလာရှိတာမျိုးကိုဆိုလို့ရတယ်သူတို့အနောက်နိုင်ငံသားတွေကအများသောအဖြစ်ဝယ်ဒီ comfort နဲ့ exchange ကိုအင်မတန်တန်မိုးထားကြတယ်ဒါကိုရောက်ဖို့လေသူတို့ရိုးရိုးတသားတော်ပဲစူးစမ်းပါတယ် တချို့ဆိုရင်အရာရှိကြီးတွေဖြစ်တဲ့တမရတွေပါရောက်ဖြစ်တဲ့သူတို့ကအင်မတန်လိုချင်ကြရနော်ရိုးတသားစူးစားပြီးတော့ဒီလိုအောင်မြင်တဲ့အဆင့်တန်းရောက်တာလည်းပဲတနည်းအားဖြင့်တော့ချီးကျူးစရာကောင်းပါရဲ့ဒီလိုစူးစားလို့လည်းပဲသူတို့နိုင်ငံဟာတော်တော်ပဲအဆင့်တန်းမြင့်နေတိုးတက်တယ်မစူးစားဘဲနဲ့ပြင်းနေရင်တော့ကောင်းတယ်လို့မဆိုလို့ဘူးတချို့က ပြင်းနာနဲ့ရောင်ရဲတာကိုအဓိပ္ပာယ်မကွဲကြတော့ပြင်းနာကိုပဲငါတို့ကရှိတာနဲ့ရောင်ရဲတယ်လို့အထင်နေကြတယ်ဒါလည်းမဟုတ်ဘူးနော်ဒီဆရာဝန်ကြီးကသူ့မဝင်ဒီပစ္စည်းရယ်လည်းရှိနေပြီကွန်ဖော်တတောင်းတတနေနိုင်တဲ့အခြေအနေလည်းရှိနေပြီလူအများရဲ့လေးစားမှုကွန် exchange store လည်းရှိနေပြီဆိုတော့ဒါပေမဲ့ဒီချက်ပို့ပြီးတော့အစင်မြင်တဲ့အမြင်မြတဲ့ဦးတီချာတော့မရှိတော့ဘူး။ဒီဝဲသီးရဲ့ comfort HD ဆိုတာ ခဏစာတဘွားစာပဲတကယ်တော့တဘွားစာတော့မခံပါဘူးရထားတဲ့ဟာတွေကတော့မကြမကြရွတ်ရွနေရပဲရောသွားတာတွေကိုမြင်နေရအချားနေရတာအများကြီးပါပဲအခုခေတ်ကဘဝအပြောင်းလဲတွေကပို့ပြီးတော့မြင်နေလောကဒဏ်ကပို့ပြီးတော့ကြမ်းတမ်းနေလူဟာစိတ်ယုတ်ကြီးဖြစ်သွားပြီးတော့ He who cannot find a valuable living is as to pay pride to burden Gordon's Rock ပြင်းနေတာပေါ့အလုံးမလုံးတာကိုပြောတာမဟုတ်ဘူးเนาะအလုံးကိုလုံးနေပြီမယ်လေဒီလုံးကိုသိစိတ်မဝင်စားဘူးအလုံးကိုစိတ်ဝင်စားဝင်နေလုံးနေလူတွေအများကြီးရှိတယ်ဒီအလုံးထဲမှာစိတ်ဝင်စားမှုနည်းတယ်ကျဉ်းတ်မှုလည်းသိမရဘူးသူ့စိတ်ထဲမှာအပြင်းပြတဲ့စိတ်အားထက်တန်မှု motivation လည်းမရှိနေဘူး lack of direction ပေါ့ solo ကဥတီရမရှိဘူးဖြစ်သွားတယ်တနေ့လာမနေ့အိယာထစားတော့အလုံးဌာနကိုသွားတနေ့ကုန်အလုံးလို့ မလုံးလို့လည်းမဖြစ်ဘူးလေပတ်စံလုံးကျင်တာဟုတ်အလုံးလုံးပြီးတော့အိမ်ပြန်လာရင်စားတောက်ပြီးတော့အိတ်ဒါဟာရိုတင်းလုံယူလုံရှင်ဖြစ်နေတာပေါ့ဒီလုံယူလုံရှင်ဖြစ်နေတာကကြာလာတဲ့အခါကျတော့လူဟာစိတ်ယုတ်ကြီးဖြစ်လာပြီးတော့တိတ်မပြောတော့ဘူးတဲ့ Bonan is priced out the world ဒီလိုဘီကင်းနေဆိုတာဟာလူရဲ့အပြင်းပြားရဲ့စံတာကိုလေဖြတ်ခံရတာလို့ဖြစ်သွားတယ်တဲ့ အာလူဟာလေးဖြတ်သွားရင်အချိန်မတန်လက်မတန်ဖြစ်သွားသလိုအဲ့ဒီ boredom ဆိုတာဖြစ်လာလို့ရှင်ပြင်းပြရဲဆန္ဒတုမှမရှိတော့ဘူးဘာမှလှုပ်ချင်ခိုင်းခြင်းနဲ့စိတ်လည်းမရှိတော့လုံနေတာမို့တာလုံနေတာပေါ့စိတ်ဝင်စားမှုလည်းမရှိတော့ဘူးအဖေရော audit အဖေရောတိုင်းတောင်းတမှုမရှိတော့ထို့တဲ့ disenchantment ဆိုတဲ့လုံဝကြီးလင်းမှုရှင်လန်းမှု စိတ်ဝင်စားမှုတွေလည်းမရှိတော့ဘူးပေါ့ that a state of mind is important to quest a lucy car materialist အဲ့လိုဖြစ်စိတ်ကဖြစ်နေတာကကြတော့လွယ်လွယ်ပြောရရင်တော့စိတ်ယောဂရဲ့ရှေ့ပြေးပါပဲတဲ့အဲ့ဒီဆရာဝန်ကြီးကအသက်40ကျော်သွားတဲ့အခါကျတော့အလုံးမစိတ်ဝင်စားမှုနေသွားတယ်။အလုံးကိုသွားတော့သွားနေတယ်။ဒါပေမဲ့စိတ်ဝင်စားမှုတိတ်မရှိတော့။အိမ်တော်ရေးမှလည်းပဲစိတ်ဝင်စားမှုတိတ်မရှိတော့နေသွားတယ်ပေါ့။ဒီလိုအချိန်ကြာကာလမှာ သူ့မှာ depression ဖြစ်နေရော သူစိတ်ယောဂါကိုရှောင်းတယောက်စီတွားပြီးတော့ပြရတယ်။ပြရတဲ့အခါသူတို့အနောက်နိုင်ငံကြီးနဲ့စိတ်တကြတာကိုခုတ်ပေးတာပေါ့။ depression တိတ်များလာပြီးအားကြီးလာပြီးဆိုရင်စီးတွေပါရေးပေးတယ်။ဒီ depression အတွက်တောက်ရတဲ့စီးတွေကလည်းတိတ်မကောင်းပါဘူး။တော်တော်ပဲစိတ်ကိုထိုင်းပိုင်းစီရလို့ဆိုရမှာပဲ။ပြီးတော့ဒီလို depression ဖြစ်တဲ့သူကအဲ့လိုတိတ်မလွယ်တော့ဘူး။အရင်ကနားမလဲတော့က depression ဖြစ်နေတဲ့သူကအဲ့နေပါပဲလို့ထင်တယ်။ တကယ်လ ీల ကြီးရောဒီပြေရှင်ဖြစ်တဲ့သူကအဲ့လိုမရဘူး။မြဆိုလည်းမျက်လုံးကြောင်ပြီးတော့မအိတ်နိုင်လို့အိတ်စီတောက်ရတယ်။ကျော်ကိုကိုကိုမကျင်တတ်လို့ပေါ့နော်။အဲ့လိုနဲ့သူတဖြည်းဖြည်းနည်းနည်းကြားလာတယ်။ကြားလာတော့ဒီတောင်သူမခင်တိုင်းတော့တခြားနီးတွေနဲ့လည်းပဲအဆင်ပြေမလားတတ်တာမလားလို့လှုပ်ချီ။အဲ့ဒီတခြားဒီဟာဘာနေများဖြစ်မဲ့ထင်တဲ့တော့ မိုးရစ်စီဝါတောင်းတဲ့နေဖြစ်တယ်။သူကိုယ်တိုင်ပြောတာသူက ကိုကင်းတို့စေးကြောက်တို့တခြားသူတို့အနောက်နိုင်ငံမှာရှိရဲ့စိတ်ကိုပြောင်းလဲစေရစေတုံးကြည့်ပို့ပြီးအခြေအနေစိုးလာတယ်။အခြေအနေစိုးလာတာနောက်ဆုံးဘလောက်ထိအောင်အခြေအနေစိုးသွားရောဆိုတော့အလုံးမတော်တော့အလုံးမလုံးချင်တော့အလုံးကနေအပီးထွက်လိုက်တယ်။ဒါရင်မကတည်ပါဘူး။အိမ်တော်ရေးကိုလည်းသူစိတ်မဝင်စားတော့ဘူး။ဒီအချိန်မှာအိမ်တော်ရေးလည်းတိတ်အဆင်မပြေဖြစ်လာပြီ။ ။ငွေတွေကတော့ ရုပ်ရည်ကိုအင်မတန်နှစ်သက်မျက်နှာလို့တွေ့တာလို့အိမ်အောင်ပြုခဲ့တာရှိတယ်။ဂုံကိုမက်လို့ယူခဲ့တာရှိတယ်။ကိုကိုတာယာမှုပေးနိုင်မယ်။ကိုကိုပျော်ရွှင်အောင်လုပ်ပေးနိုင်မယ်လို့မျှော်လင့်ပြီးတော့အိမ်အောင်ပြုခဲ့တာလည်းရှိတယ်။အသက်40ကျော်လာတဲ့အခါကျတော့ရုပ်ရည်ရှိရလဲမက်လောက်ရှိရမရှိတော့ပါဘူး။ပိုတဲ့ရုပ်ကပိုလာပြီ။ 40 45ငါဆိုရင်သပိနေတော့ဖြူလာကုန်ပြီเนาะပယင်းနေတွေလည်းနည်းနည်းတော့အတွန့်လေးတွေအချောင်းလေးတွေထင်လာကုန်ပြီအရင်ကလိုတွက်လက်ကြီးလေးနဲ့အမိုးရမျိုးလည်းမရှိတော့ဘူးသူ့မိန်းမလည်းတဖြည်းဖြည်းသူ့လို depression ဖြစ်လာတယ်။နှစ်ယောက်စလုံးဟာစိတ်မကြည်လင်တော့ဘူးတယောက်ကိုတယောက်စိတ်ချမ်းသာမှုလည်းမပေးနိုင်တော့ဘူးနောက်ဆုံးတော့အိမ်တော်ကိုလည်းကွာလိုက်တယ် အလောက်ကလည်းထွက်လိုက်တယ်အိမ်ကိုလည်းရောင်းပြေးလိုက်တယ်ကားတွေကိုလည်းတစ်စင်းမိတစ်စင်းရောင်းပြေးလိုက်တယ်နောက်ဆုံးမှရောင်းပြေးလိုက်တဲ့ကားကတော့ခံသွားလို့ခေါ်ရတဲ့ကားပဲဒါလေးကိုတူတော်တော်ကြာအရင်ဖြစ်နေနေလိုက်သေးတယ် သူသွားကြည့်ရနေရာကိုသွားတယ်ကားကိုရောက်တဲ့နေရာမှာထိုးထားတယ်ကားကအိမ်ပဲကားထဲမှာပဲချက်လို့ရတယ်အဲ့လိုလည်းရတယ်အဲ့ဒီလိုနဲ့သူတော်တော်ကြာကြာနေသွားရေပေါ့အဲ့ဒီချိန်မှာသူပြောပြတာပေါ့နော်သူစပင်မညက်တော့ဘူးနှခမ်းမွေမုတ်စိမ်မွေလည်းမရိတ်တော့အဲ့ဒီတော့သူမျက်နှာအမူအရာဘလို့ဖြစ်လာမလဲစပင်ရေးဖြစ်လာမယ်နော် သူကိုယ်တိုင်ပဲပြောတာအဲ့ဒီတုန်းက तू ဟာ hippy နဲ့တူပါတယ်တဲ့တွေ့ပုံမှာပါ hippy ဆိုတာကမြန်မာပြည်အောင်တချို့ရောက်ရောက်လာတိုင်းရှိရလေမတက်မရက်ဖိုးရုပ်ဖာရကိုယ့်ရကာယကြီးဝတ်တယ်အဝိဇ္ဇာတွေကအစတက်တက်ရရက်ခက်ခက်ညံ့ညံ့မဝတ်တော့တမင်တကာကိုယ့်ရကာယကိုဝတ်တယ်နော်ဒီမူရဟာတဏီအဖြစ်ကြည့်မယ်ဆိုရင် rebellious ဖြစ်တဲ့အမူအရာပဲเนาะပအဝန်ကြီးကိုတနည်းနည်းနဲ့ကလန်ကဆန်လုပ်နေရအောင်ပြရပါပဲကိုကုတ်ကိုမကျင်တဲ့လောပအဝန်ကြီးကိုပါကလန်ကဆန်လုပ်တဲ့တဘောပါပဲเนาะမဆွဲလိုက်ရင်လွတ်လပ်တဲ့သူ ဒီရှားဝန်ကြီးကအဲလိုသူ့ဘဝအခြေအနေဟာကြာလီလီဆိုးလီလီကြာလီလီဆိုးလီလီဖြစ်လာတယ်။ဒါပေမဲ့သူ့မှာမိတ်ဆွေကောင်းတချို့တော့ရှိတယ်။အဲ့ဒါတော်သေးတာပေါ့နော်။နောက်ဆုံးတော့ဒီကြောင်မခံနိုင်တော့သူ့အင်္ဂလန်မှာမနေရင်တော့ကနေဒါမှာလည်းမနေရင်တော့အကုန်လုံးရောင်းလိုက်ပြီးတော့အရှိတိုင်းပဲကိုထွက်လာဖို့စီစဉ်လိုက်တယ်။သူ့မှာ passport နဲ့ traveler card တော့ရှိအောင်ကျန်သေးတယ်။ဒါလေးကိုကင်ပြီးတော့သူ့အတုံးဆောင်ပြည့်စည်တယ်။ကြော်ဖို့အဲ့လိုဟာမျိုးတစ်လုံးနဲ့မိတ်ဆွေတယောက်ကိုတွားနှုတ်ဆက်တယ်။ သူသွားရမယ်ဆိုတဲ့အကြောင်းမို့လေသွားနှုတ်ဆက်ရင်ဘယ်လိုပြောလဲဆိုတော့ငါမှအခုအလုပ်လည်းမရှိတော့ဘူးအိမ်အောင်လည်းမရှိတော့အခုငါမှ passport နဲ့ပတ်စံပဲဒါပဲရှိတော့ရေပေါ့ဒါ ው ပဲငါလွတ်ပြေးလိုက်လို့ရပြီဆိုရင်တော့ငါကတကယ်လွတ်လပ်တဲ့သူဖြစ်သွားမယ်အဲ့ဒါသူပြောတဲ့စကားအတိအကျကိုပြန်ပြောတာပါအဲ့ဒီအချိန်မှာဖြစ်နေတဲ့သူရှိကိုမှန်းကြည့်လိုက်ပါသူလူချင်းနဲ့အပွဲကြီးကြီးရထားပြီအလုပ်လည်းကောက်ကောက်မုံမုံရှိတယ်ပတ်စံတွေအများကြီးတူရှာနိုင်တယ် သူတို့အနောက်နိုင်ငံမှာကစိတ်ကူးလို့ရှိရင်လူနာပေါ်မှာမူတည်ပြီးတော့ရာဂိုင်နှုန်းနဲ့ပတ်စံယူရတာနော်ဥမာဆိုတော့ဒီဘုံနဲ့တည်ရစီရတော့တပါအမေရိကန်မှာမျက်စိခွဲရလွန်ခဲ့တဲ့1984ကတော့ဒါခွဲရင်ဘလောက်ကုန်မလဲဆိုတာမျက်စိမခွဲခင်စီးယုံကကုန်ကြစိတ်ဆိုင်ရွက်စာတန်းဒီဆိုင်ရွက်ဆိုင်ရွက်တွေပို့လိုက်တယ်ပေါ့အဲ့ဒီမှာဖုန်ကြီးဖတ်ကြည့်လိုက်တော့စုပေါင်းဒေါ်လာ6000ပြည့်နေအောင်တွေ့ရတယ်ပထမတော့မယုံနိုင်ဘူး အဲ့ကအမေရန်တယောက်ကိုခေါ်ပြီးတော့ဒါ true print လောက်တော့မားသွားတာလားမသိဘူးလို့ဒီမှာဒေါ်လာ6000ဖြစ်နေရဲ့ဆိုတော့ဟုတ်ပါတယ်မမားပါဘူးတဲ့တော်တော်အံ့ဩသွားတာမျက်စိတိမ်တစ်ခုထုတ်တာဟာအဲ့ဒီတုန်းကလွန်ခဲ့တဲ့1984ခုနှစ်တောင်တောင်ကဒေါ်လာ6000ပေးရတယ် အဲ့ဒီမှာစရင်အတိအကျပါပါတယ်အတိအကျကိုတော့မမတ်မိတော့ပါဘူးဥပမာဆရာဝန်တယောက်ဆိုရင်ခွဲစိတ်ဆရာဝန်ကဒေါ်လာ1500မိစေဆရာဝန်ကဒေါ်လာ1500စသဖြင့်ပေါ့စေယုံအတွက်ကုန်ကြစည်ကဘလောက်ပစ္စည်းကရိယာတွေတူနာပြူတွေကဘလောက်ဆိုပြီးပတ်စံယူတာတရက်ပဲစေယုံမှာနေရဒေါ်လာ6000ကုန်နေနော် ဲ့ဒီတော့သူတို့နိုင်ငံထုံးစံကလူနာမြများလက်ခံရင်ဝေပုံကြပတ်စံမြများရတယ်။အတိတ်ပဲကတော့ကြိုးစားရင်ကြိုးစားသလောက်ပူရရဲဆိုရင်အတိတ်ပဲပါပဲ။ကြိုးစားရင်ကြိုးစားသလောက်ပူရတော့သူဟာအလောက်ကိုတတော်ကိုလုတ်ခေတာပဲနော်။ပတ်စံတွေအများကြီးသူစုဆောင်မိပါတယ်တဲ့။ဘာမှတတော်ကိုပတ်စံစုဆောင်မိတယ်။ ချမ်းသာတဲ့လူတယောက်လို့ခေါ်တိုင်းတဲ့အစဉ်ကို ရောက်နေပြီနော်ဒါရီအကုန်လုံးရှိနေတဲ့အချိန်မှာသူမပြောတော့ဘူးတဲ့ဒါရီအကုန်လုံးသူစွန့်ချင်စွန့်ချင်တယ်သူ့မှာ passport နဲ့ပတ်စံပဲကျန်တော့တာတော့ဒါဟောပါသူစွန့်ပြစ်ချင်တယ်တဲ့သူပြောရတဲ့စကားကိုကြည့်နော်ဒါပါစွန်ပြလိုက်ရတဲ့အချိန်ဟာမှာငါဟာလွတ်လပ်တဲ့သူ ဖြစ်သွားမယ်လို့သူပြောတယ် အဲ့ဒါကိုကြည့်ကြရပြီသူစိတ်ထဲမှာလွတ်လပ်ခြင်းနဲ့စိတ်ရှိနေတယ်။အဲ့ဒါလေးက key point အဓိကချက်ပဲနော်။သူ့ဘဝမှာလွတ်လပ်ခြင်းနဲ့သူစိတ်ထဲမှာလွတ်လပ်ခြင်းနဲ့ဒီပစ္စည်းဥစ္စာဂုံဘွဲ့ယာတူအိမ်တော်တွေအားလုံးကြားထဲမှာနေရတာကသူစိတ်ကမလွတ်လပ်သလိုဖြစ်နေပြီ။အဲ့လိုသူပြောလိုက်တော့သူ့မိတ်ဆွေကလည်းပဲစဉ်စဉ်စားစားပဲပြန်ဖြေလိုက်တယ်။သူမိတ်ဆွေပြန်ဖြေလိုက်တဲ့စကားကလည်းပဲအင်မတန်လေးနက်တယ်လို့ဆိုရမယ်ပေါ့သူမိတ်ဆွေကဘယ်လိုပြောသလဲဆိုတော့ နေအဲ့လက်ထည်က passport နဲ့ passport လွတ်ပြစ်လိုက်ုံနဲ့နေဟာလွတ်လပ်တဲ့သူဖြစ်မသွားနိုင်ပါဘူးတဲ့ဒါဟာအတော်လေးနဲ့တဲ့စဉ်းစားတင်တယ်နော်ဒါတွေပြစ်လိုက်ပြီဆိုရင်ကိုယ်စားဖို့နေအတွက်ဘသူကတာဝန်ယူမှာလဲသူများစီကတာဝန်စားမိခိုးရမယ်ဉာဏ်ရှိရလို့ကျမ်းမာရေးကောင်းတဲ့သူလုံးနိုင်ကိုင်းနိုင်လို့တူတယောက်ဟာဘာဖြစ်လို့ ူများကိုမိခိုးရမှာလေနေဟာညံရှိတဲ့သူဖြစ်တယ်အလုံးလုံးနိုင်တယ်ပတ်စံရှာနိုင်တယ်တဲ့ကို့ပြင်တာနဲ့ကောက်ကောက်မုံမုံကျွတ်ကျွတ်စစလောက်ပြီးတော့ပတ်စံရှာပြီးတော့အဲ့ဒီပတ်စံကိုနေမဆွဲလမ်းပဲနဲ့ကောင်းတဲ့နေရာမှာတုံးနိုင်တဲ့အခါကျရင်နေလွတ်လပ်တဲ့သူဖြစ်တယ်တဲ့ အဆုံးထိ Q design နားဆင်ပေးခဲ့တဲ့အားလုံးကိုအထူးဝင်ကျေးဇူးတင်ရှိပါတယ်။အားလုံးပဲကျေးဇူးပေးခင်ကြပါစေ။အစစအရာ Q ဆိုင်ကြပြီးကျွန်တော်ဗီဒီယိုရောက်ပြီးမျိုးရကိုအတူတူရအောင်ရအောင်မယ်နော်။အားလုံးပဲဖိုက်ချင်ပါ you